နေတာမှာဆစ်ဆောင်မျိုးသမီးတွေကဟိုချိန်နေတော့ဟိုဒါတွက်လွယ်လွယ်အမျိုးသမီးဆိုမှတော့ဟိုကိုယ့်အိမ်နဲ့ကိုကိုယ့်အခန်းနဲ့ကိုပေါ့နော်အဲ့လိုမျိုးနေရတာပို့ပြီးတော့လုံးယုံကြီးရဲ့လို့ခံစားရစီတယ်။ဟောခံစားရစီတယ်ဆိုတာဟိုကျွန်တော်တို့ဒီကျွန်တော်နိုင်ငံရဲ့ယဉ်ကျေးမှုအရာရောဘာသာရေးအရာရောကဟိုပတ်ဝန်းကျင်ရဲ့ဟိုအမြင်ရောပေါ့နော်အားလုံးစုပေါင်းလိုက်မယ်ဆိုရင်လူမျိုးဟိုစူးစူးစီးစီးနဲ့နေပြီးတော့ဒီ ူအများကြီးပေါင်းပြီးတော့နေထိုင်ရတဲ့အခြေအနေနေထားချက်ဘရားပို့ပြီးတော့အဆင်ပြေနေလဲလို့မင်းကိုယ်အိမ်ကိုယ်ရာနဲ့ဒီလုံလုံဂျုံဂျုံနေရတဲ့ခံစားချက်ကပို့ပြီးလုံဂျုံမှုရှိစီရဲ့လို့ခံစားစီရဲ့ပေါ့တော့ဒါကတော့ဒါအမျိုးသမီးတိုင်းနဲ့ဟိုတွဲဆောင်စကားပြောမိတဲ့အခါမှာဒီဆစ်ဆောင်ဆဆန်အမျိုးသမီးနဲ့စကားပြောဖြစ်တဲ့အခါတိုင်းမှာဒါကိုကြားတဲ့ဟာတွေပေါ့သူတို့ကအဲ့လိုမျိုးကြားတရားရရင်လည်းကိုစိတ်ခဲတဲ့တစ်ခါပေါ့ကောင်းဘူးရှင်လည်း ဟိုမကောင်းဘူးပေါ့နော်ဟိုဒီသူတို့အားလုံးသူတို့အိမ်မှာသူတို့လုံလုံဆုံဆုံနဲ့ပြန်ပြီးတော့နေထိုင်နေကြရတယ်ဒီလိုမျိုးပဲညှော်လင့်နေကြရတယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးညှော်လင့် ဖို့ကတော့ဒါကျွန်တော်တို့အားလုံးတိုက်ပွဲနဲ့နိုင်အောင်တိုက်မှရမယ်အဲ့တော့ဒီအမျိုးသမီးအားလုံးကတို့တို့အိမ်မှာသူကိုပြန်ပြန်ရှူရှင်နဲ့ပြန်နေကြရတယ်လုံးလုံးကြုံကြုံနဲ့နေကြရတယ်သူတို့ကတာကြီးတွေနဲ့သူတို့ကိုသူတို့ရိတ်မြုံလေးနဲ့သူတို့အလိုလိုလေးညားတဲ့ဟာကသူတို့ပို့ပြီးတော့လုံးလုံးနဲ့လို့သူတို့ခံစားရရတယ်ပေါ့နော်အဲ့ဒါလေးကတို့ရဲ့ပြောလင်းချက်ပါသူတို့အိမ်ပြန်ကြတယ်